ညောင်မြကလေးတွေကိစ္စတရင်ထူးလို့မာကြီးလာပြောပြတာနော်တောက်အုပ်ကြီးကပြောတယ်မလားသူတို့ ਨੇ ဆိုင်လို့ပြောတယ်နော်အဲ့ဒီကျောင်းအုပ်ကြီးရဲ့လက်ထောက်ဆရာမရဲ့ကိုပင်စင်လဲမရမင်းနီတားပြီးတော့နားပလိုက်ပြီကော်မလေးလေးယောက်ကိုလည်းမင်းနီတားလိုက်ပြီကျောင်းအုပ်နဲ့လက်ထောက်ကိုလည်းမင်းနီတားလိုက်ပြီဆိုတော့သူတို့ကတော့အော်တိုမက်တစ်ပင်စင်မရဘူးဟိုကလည်း အားလုံးပဲမင်္ဂလာပါမိုးရဲ့ channel ကြီးအကြိုးစိုးလိုက်ပါတယ်မိုးဒီနေတစ်စပ်ပြချင်တဲ့ video လေးကတော့အရက်လည်းအရေးကြီးတယ် live မှာမှလည်းကြက်ထနေတယ်ညများအထက်ကချက်ကအကြောင်းသူတွေအုပ်စုဖွဲ့ပိုက်ရိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့ဒီကျောင်းဆရာကြီးတွေကသူတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပြောလို့ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီကျောင်းသူ၄ဦးနဲ့ကျောင်းဆရာကြီးကလက်ထောက်ဆရာမရဲ့ကိုမင်နီတားပြီးတော့ကျောင်းထုတ်လိုက်တာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်ဒီသတင်းလေးကအရင်ကလည်းဝါသဆရာကောင်းတဲ့ကျောင်းသားမိဘတွေလည်းသိကျင်နေလို့ပြန်လည်းမျှော်လိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးတော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော် ညောင်မြခလေးတွေကိစ္စသတင်းထူးလို့မာကြီးလာပြောပြတာเนาะဘယ်လိုသတင်းထူးလဲဆိုတော့အဲ့ဒီခလေးတွေနဲ့ပတ်သက်ပြီးတော့ကြောက်ဥကြီးကပြောတော့မလားသူတို့နဲ့ဆိုင်လို့ပြောတယ်เนาะအဲ့ဒီကြောက်ဥကြီးရဲ့လက်ထောက်ဆရာမရဲ့ကိုပင်စင်လဲမရ နင်းနီတားပြီးတော့နားပလိုက်ပြီเนาะဘာကြီးကြားတဲ့သတင်းမှာပေါ့เนาะအဲ့ဒီကျူးလွန်နဲ့မင်းကလေး၄ယောက်မှာလည်း၄ယောက်စလုံးကိုပင်နီတားလိုက်တယ်မြန်မာနိုင်ငံမှာရှိတဲ့အကြောင်းတွေဘယ်အကြောင်းမှတက်ခွင့်မရတော့ဘူးဆိုပြီးတော့မင်းနီတားလိုက်တယ်အဲခံရတဲ့ကောင်မလေးရကြတော့အဲ့ဒီကြောင်မပဲပြန်ပြီးတော့ဆုံငန်းတက်အောင် ပြန်တက်ချင်တယ်ဆိုလဲတက်နော်အဲတထားမလို့ဒီနေ့တနေ့တော့တက်ချင်တယ်ကြိုက်ကြိုက်တယ်လို့တက်ပါကွာအဲ့သူ့ကိုတော့တက်ခွင့်ပေးလိုက်ပြီ နောက်တစ်ခုကကြတော့ဒီကျူးလွန်တဲ့မင်းကလေး၄ယောက်ရဲ့မိဘတွေကိုလည်းအဲခိုက်တဲ့ဟိုအပြစ်ဒဏ်ပေါ့နော်မိဘတွေကိုအဲအဲ့လိုလည်းပေးမယ်လို့တင်ကြားတယ်သိလားဆိုတော့အခုဆိုရင်တော့နည်းနည်းတော့ငြိမ်ဝါလောက်ပြီပေါ့မင်းနီတွေတားပြီးတော့ဟိုကောင်မလေး၄ယောက်ကိုလည်းမင်းနီတွေတားလိုက်ပြီစောက်နဲ့လက်ထောက်ကိုလည်းမင်းနီတွေတားလိုက်ပြီဆိုတော့သူတို့ကတော့အော်တိုမက်တစ်ပြင်ဆင်မရဘူးဟိုကလည်းပြုတ်သွားပြီဆိုတဲ့သဘောပေါ့ သဘောမဟုတ်ပြုတ်ကိုပြုတ်သွားပြီဗောမင်းဒီတားလိုက်ပြီဆိုမှတော့လေနော်အခုမိန်းကလေးတွေကလည်းမင်းဒီတားလိုက်ပြီဆိုတော့တက်ကိုမတက်ရတော့ဘယ်မှမအောင်မတက်ရတော့ သူတို့ဒါမင်းတားလိုက်တဲ့သဘောကတော့ပေါ့နော်အဲအဲ့ဒီလိုတက်ရောက်တယ်လို့တော့ပြောကြတာပေါ့နော်အဲ့တော့အမကြီးပြောချင်တာကဒီလိုနောက်လည်းရှိသေးတယ်အကြောင်းသားတွေဒီလိုမလုပ်ကြပါနဲ့လို့နော်အခုကော်တောင်းကဖြစ်ခဲ့တဲ့ခလေးလေးဆိုလို့ရှိရင်တော့သူကော်တောင်းမှာတော့စိတ်ဝင်တက်လို့မနိုင်တော့လို့ဟိုးပထိုင်းနိုင်ငံပဲမသွားပြီးတော့အောင်မစိတ်ဝင်တက်ရတယ်တဲ့အဖြစ်အဖြစ်ကဲအဲ့မှလည်းအဲ့ကျူးလွန်လိုက်တဲ့ခလေးလေးတွေကိုတောင်းတနစ်နားလိုက်တယ်ကဲ အဲ့လိုမျိုးတွေပေါ့ဘယ်လိုဖြစ်နေကြလဲစာသင်ကျောင်းတွေထဲမှာလူရန်ကားတွေနောက်တော့တက္ကသိုလ်ဟိုရှမ်းပြည်တောင်ပိုင်းဘက်မှာတဲ့ဆရာမခလေးကိုပါးတွေရိုက်တာကြည့်ကြည့်အောင်ခြေစလုံးတွေကိုလည်းတဝါတစ်ပြဲရိုက်ပြီးပြီးအဲ့ဒါကိုပါးတွေပါတခါဆက်ရိုက်တယ်တဲ့ကဲပါးတွေလည်းရောင်ရမ်းပြီးတော့ပြန်တော့မိဘတွေကတွေ့တော့မေးတော့ အဲဆရာမရိုက်တာပါဆိုပြီးတော့အဲ့မှာပြဿနာတွေတက်ကြနေတယ်။အဲ့ဒီတော့ဆရာမတွေကိုယ်တိုင်ကလည်းကျူးလွန်တဲ့ဆရာမကျူးလွန်ကုန်ပြီဟလာအကျကျူးလွန်တဲ့ចောင်းသားတွေကလည်းတခါကျူးလွန်ကြပြန်တော့ဟလာចောင်းမှာရှိတဲ့ဆရာတွေကလည်းသူတို့တောင်းမယူပါဘူးအပြေမှာဖြစ်လို့ဆိုပြီးဖြစ်ကြပြန်တဲ့ ကျောင်းသားတွေလည်းမလုံတော့ဘူးเนาะဟုတ်လားကိုသားသမီးတွေလည်းကိုပိုင်တက်တန်းကျောင်းသားမှလည်းမလုံအစိုးရအကျောင်းတမန်ထားတာလည်းမလုံတော့ဘူးကြည့်လားတော်တော်ကလေးတွေဘဝတွေတော်တော်လည်းဆိုးနေပါတယ်လို့မြန်မာနိုင်ငံမှာတော့ကလေးတွေရောလူကြီးတွေရောအကုန်လုံးအကုန်လုံးမလွယ်တော့ဘူးမလွယ်တော့ဘူးเนาะအားကြောင့်မလို့အဲ့ထဲမှာကိုကလေးတွေကိုအထူးဖူးဖူးဆိုင်ကြပါလို့ရှိတော်ရေเนาะအဲ့တော့တော့ကြိုးကြပါဟာလားပြန်လာရင်ကိုသားသမီးလေးတွေကိုကြည်ပါမေးပါပါလေးတွေဆိုတော့အနာကပ်ပါသူတို့နာမဆလိမ့်နာနေနန်းလား ဘာလာဟာလာညာဘက်လက်ကလေးတို့နန်းကြည့်မိုင်းဆိုလေးမိုင်းသားတွေကြောင်းကပြန်လာအဲ့လိုနန်းကြည့်တာအဲ့လိုအနန္နာကိုကပ်ပါညာဘာဝင်ရတာခံရတဲ့တမီးလေးနော်သူ့ကိုကျွန်မကြည့်တယ်ပေါ့နော်ကြည့်တဲ့အခါမှာသူ့ဟာလေသူ့ကိုသူယုံကြည်မှုပြောက်တယ်တိလငါ့ဟိုတော့ဒါမျိုးလာလှုပ်လို့မရဘူးဆိုတဲ့စိတ်မျိုးသူ့မှာမရှိဘူးနောက်ဆုံး तू ကပဝင်းချင်းကိုအကူအညီတောင်းဖို့ဆောင်မှ तू မစင်းစားနိုင်ဘူး तू သူ့ကြည့်ရတာလေတိတ်ငယ်နေတယ်အားငယ်နေတယ်ကြောက်ရွံ့နေတယ်နော်အဲ့ဒါမျိုးဖြိကတဲ့အကြီးက တရခံကမိဘတွေပဲဘာလို့မိဘတွေလို့ပြောရလဲဆိုလို့ရှိရင်မိဘတွေကငငယ်ကလေးကနေကိုယ်ကလေးကိုကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်မတင်ထားလို့ ်ကိုကိုကိုယုံကြည်မှုရှိအောင်ကိုကိုကိုဆုံးဖြတ်ချက်ချနိုင်အောင်အမှားမှန်ခွဲခြားနိုင်အောင်သူများကိုကိုလာပြီးအနိုင်မကျင့်ရဲအောင်ကိုကလည်းသူများကိုအနိုင်တော်မကျင့်ရတော်မကျင့်ရဘူးသူများလည်းကိုကိုအနိုင်လာခြင်းတဲ့အခါကိုကိုကိုဘလို့ကာကွယ်ရမယ်ဆိုတာမျိုးတွေမိဘတွေကတင်းနေမထားလို့ပါကျွန်တော်မြန်မာနိုင်ငံမိဘတော်တော်များများဟာတာသမီးတွေမိဘအားကိုးအောင်ရန်လုပ်ပါတယ်အဲ့တော့ကလေးတွေကိုငငယ်တွေကနေတည်ရမယ့်ကိစ္စတွေသည်ကိုဘဝမှာကိုယ်တားလျင်ပဲ့ကန်ရှင်ကိုကိုကိုကာကွယ်ရမယ်ကိုကိုကိုဆောက်ရှောက်နိုင်ရမယ်ဆိုရင်ယုံကြည်ချက်ကိုသွင်းပေးဖို့လိုအပ်ပါတယ်ရှင် ခုပြောမယ့်ဟာလေးညောင်မြအာထက်က6မှာဖြစ်သွားတဲ့ကိစ္စနော်ကျမလေးကြည့်ပြီးတော့တစ်လေးဟိုအရန်စိတ်မကောင်းဖြစ်မိတယ်ပြီးတော့ဟိုအဲ့လောက်ထိဆိုးဆိုးဟာဖြစ်စရာလည်းမလိုဘောလောကမိန်းကလေးအချင်းချင်းနော်ဒီလိုမျိုးရိုင်းဆိုင်ရုပ်မာတာနော်မွေးထားတဲ့မိဘတွေအုပ်ချုပ်တဲ့ဆရာဆရာမတွေတော့ပညာရေးမှုတွေမဆက်ကြဘူးလားဟမ်ဖြစ်တဲ့ကလေးတွေကိုလည်းကြည့်ကြပါဦးအံ့ဩလို့တော့မဆုံးเนาะ အပြိုအရွယ်လေးတွေနော်ရုပ်ကလေးတွေဟာတနာကမာလေးတွေနဲ့ဆိုင်းလိုက်ကြတာဆိုင်းလိုက်ကြတာရုပ်မှာအောက်တန်းချလိုက်ကြတာတယောက်နဲ့တယောက်နဲ့ဖြည့်ရှင်းတာနော်ဒီလိုခလေးတွေကိုဒီလိုမှ မနှိမ်နှင်းဘူးဆိုရင်ကြီးလာတဲ့အခါကျရင်အကောက်မလေးတွေလူတက်သမားတွေဖြစ်လိမ့်မယ်လရဲဆိုင်ရဲနဲ့အရာအဆိုင်တွေဖြစ်လိမ့်မယ်ပေါ့လို့ပဲစားမယ်ဘဝပြတ်လိမ့်မယ်နော်အဲ့တော့တာဝန်ရှိတဲ့ပညာရေးမှုတာဝန်ရှိတဲ့အကြောင်းဆရာမ ဆရာဆရာမမိဘเนาะဝိုင်းဝန်းပြီးတော့ထိရောက်တဲ့အရေးယူမှုတွေကိုလုပ်ပါအဆိုင်ခံရတဲ့ကလေးလေးရဲ့ဘက်ကနေပြီးတော့ကျမအနူးညွတ်တောင်းဆိုပါတယ်အဆိုင်ခံရတဲ့ကလေးမလေးရဲ့မိဘတွေကိုစားဆွေမျိုးတွေကိုစားเนาะညီကိုမောင်နှမတွေကိုစားကျမအနူးအညွတ်တောင်းမှန်ပါတယ်တောင်းဆိုပါတယ်เนาะဒီကိစ္စကလုံးဝမဖြစ်တင်ပါဘူးသူတို့တွေဟာယူနီဖောင်းကျောင်းယူနီဖောင်းကိုဝတ်ထားပြီးတော့เนาะ မြမအချောင်းဝစ်ဆောင်အဖြူအစမ်းကိုဝစ်ထားပြီးတော့ဖြစ်ပြတ်သွားတဲ့ပုံစံကလမ်းပေးရနော်ဖာတယ်မှသားသမီးတွေတာတာဖြည့်ရှင်းသွားတဲ့မီးကိုဒီပညာရေးမှုတွေဒီเจ้าဒီဆရာမတွေကလက်ခံလာလက်ခံနေဆိုရင်ဒါဆိုရင်အဲ့เจ้าဆရာဆရာမတွေရောအဲ့မိဘတွေရောလည်းဖာတယ်တွေပဲဒါကျမတို့အလို့သတ်မှတ်မယ်အဲ့တော့ဖြည့်ရောက်စွာရေးယူပါဖြည့်ရောက်စွာမင်းသားတို့ဘက်ကနေပြီး ထိထိရောက်ရောက်ဈေးနှက်မှုချားတဲ့အထီကိုတောင်းမှန်ရမယ်အပြစ်ပေးရမယ်အိုက်ပါရိုက်တဲ့ကလေးမ၃ရောက်နဲ့အတူတကားကျောင်းဆရာမတာဝန်ရှိတဲ့သူပညာရေးမှုတွေကိုထိရောက်စွာရေးယူရမယ်ပညာရေးဝန်ကြီးဌာနကအနုညွတ်တောင်းဆိုပါတယ်လုံးဝမဖြစ်တဲ့ကိစ္စကြီး uniform အဖြစ်အစင်းကိုဝတ်ပြီးတော့အောက်တန်းကြကြဖြည့်ရှင်းသွားတဲ့ကိစ္စကြီးကလုံးဝမဖြစ်တဲ့မှာဘူးမြမပညာရေးလောကမှာရှိလည်းမရှိတဲ့မှာဘူးဘလောက်ညံ့နာခဲ့တယ်လဲเนาะအရိုက်ခံတဲ့ကမ္မလေးကိုကြည့် ဒစိမ့်စိတ်ပါကိုရိုက်ခံရပြီးတဲ့ဒူးထပြီးတော့လမ်းလေကောင်မှတောင်းမှန်ခိုင်းတော့သူကဘလောက်ပဲဆိုးရွားတယ်မှားရွေးမှုတွေပဲရှိရှိဒီလိုဖြည့်ရှင်းချက်ကြီးကိုကျွန်တော်တို့လက်မခံပါဘူးအဲ့တော့ပညာရေးဝန်ကြီးဌာနကနေပြီးတော့ထိရောက်စွာအရေးယူပေးပါအဲ့မြောင်းမြအားထက်ခါ၆မှာရှိတဲ့အကြောင်းဆရာဆရာမနဲ့တကွာပညာရေးမှုအကြောင်းဆရာတွေကိုပါအရေးယူပေးပါเนาะနိဏသူဘက်ကနေပြီးတော့ဒီအလူးညတောင်းဆိုပါတယ်တောင်းမှန်ပါတယ်เนาะပညာရေးဝန်ကြီးဌာနမှာအကြီးအကဲများ e-video ကိုကြည့်ပြီးတဲ့အထိ เนาะแชร์ไปပါဒီမျက်နှာသူခလေးဘက်ကနေပြီးတော့ကျွန်မအမျိုးညွတ်တောင်းဆိုပါတယ်ဟုတ်ကဲ့ပါမျိုးရိုးရေးမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဝမ်းတာစရာတည်လို့လည်းပြောလို့ရမယ်ပေါ့เนาะဒီအပြစ်ရှိတဲ့ចောင်းသူလေးဦးနဲ့ចောင်းဆရာကြီးရဲ့လက်ထောက်ဆရာမရဲ့ကိုမင်းနီတားပြီးတော့ចောင်းသူလိုက်တဲ့တည်ရင်တကယ်အမှန်ဖြစ်တယ်ပေါ့เนาะဒီចောင်းဆရာနဲ့ဆရာမတွေကသူတို့နဲ့မသက်ဆိုင်ဘူးလို့ပြောလို့အခုဆိုလို့ရှိရင်တော့ပင်စင်အောင်မရပဲနဲ့ចောင်းထုတ်ခံလိုက်ရပြီပေါ့เนาะ ိတဲ့မြို့တွေလည်းပုဂ္ဂတရသင်္ကန်းဆိုင်ရအောင်လို့ပြန်လည်မျှလိုက်တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်ဆက်ချက်ကလေးတွေလည်းဗီဒီယိုလေးမှာ comment လေးတွေရေးခဲ့ပြီးတော့ရပါရှိ။နောက်ထပ်လည်းမွတ်ဆလီတရစ်လေးဟာတာဗီဒီယိုလေးပုဂ္ဂတရရက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသမှာမို့မွတ် channel လေးကိုလည်း subscribe နဲ့တော့ပတ်သက်ပါရှိ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ